ဒါကတော့ CVN Survive 125ဆံကပါနောက်ထပ်5မော်တဲ့ CVN Survive 125ဆံကအင်ဂျင်ပါဝါ 125cc ကိုကာဗနာတိုက်အင်ဂျင်နဲ့ထုတ်လုပ်ပေးထားတယ်။ဒီဟာကတော့လေးချက်ပါ။ဒီကမာတွေမှာစတစ်ကာကတ်ထားသလားထင်မှားရလောက်အောင်လက်ပတ်လွန်းနဲ့ကာဗွန်ဖိုင်ဘာတွေနဲ့အလှဆင်ပေးထားတာပါ။အိဇောဆိုလဲပူဒံခဏရင်မြန်မာတဲ့အိဇောနဲ့ထုတ်လုပ်ပေးထားတဲ့အပြင်အိဇောကပါအစကာဗွန်ဖိုင်ဘာနဲ့ original တက်ဆင်ပေးထားတယ်။ထပ်ပြီးထူးကြတာကတိုင်ခွက်က full digital တိုင်ခွက်ပါ။ စီဂိတ်မောင်းနေတဲ့ရှိန်နှုံဂီယာပိုစီရှင်စတာတွေကိုတကြတဲ့ချစ်ပြစနစ်နဲ့ပြတ်တပ်ပင်းနေမှာဖြစ်သလိုဒိုင်ငွေရဲ့ဘေးပတ်လည်းမှာကောင်ဝင်ဖိုင်ဘာနဲ့နာကွက်ဗေဒါအကြောင်းနေဘူးတဲ့ထားရင်အယောင်လွင့်တာမျိုးမရှိပဲနေစားတဲ့ဒဏ်ခံနိုင်ပါပါဆိုင်ငယ်ရှိမီကြီးရဲ့ဒီဇိုင်း V shape ပုံစံအလားပုံမော်ထားတဲ့ရှိရင် ဆိုင်ငယ်ကူတွေတိဆောက်ပုံကျင်းလင်းမှုတို့ကဆွဲဆောင်မှုရှိလွန်းလာတယ်။နောက်လျှောက်ပါဆိုလဲဝင်တင်ရတာ၊ကုန်တင်ရတာဆင်ပြေစီမဲ့အကျန်းခံမဲ့ suffering ဖောက်ကိုတုံးမိလာကြောင်းဝိညာဉ်ကြီးတင်ဆောင်ခြင်းသူတွေအတွက်အများကြီးအဆင်ပြေစေမှာပါ။တာပွိုင်းနေဆိုလဲပူထူပြီးတာရပုတ်ကောင်းတဲ့အတွက်ရှင်တော်လန့်နဲ့လမ်းကျန်ဒေတာတွေမှာပါအပြုံမပြည့်အန်တူနိုင်ပါပါဒီဇိုင်းလန့်လန့်နဲ့စီနင်းခြင်းနဲ့အင်ဂျီယာမခန်၃နှစ်ဒါမှမဟုတ် ကီလိုမီတာ3000အမကန်ပါတာကိုလိုက်ရှာနေတဲ့ဆိုရင်မန္တလေးပြည်ဦးလွင်လန်းပတငီးမြို့နယ်လကောင်းကြီးရွာကစစစနုဆိုင်နီးမှာဖွင့်လှစ်ပေးထားတဲ့ဒီဒီနိုင်ယုစီပီအန်ရှိုးရုံရှိနေတယ်ဆိုတာလမ်းညွှန်ပေးလိုက်ပါရစေ။ဒါနဲ့တရင်ကောင်းကတော့ဒီဗီဒီယိုကိုရှယ်တာနဲ့ပို့စ်ကို ပြပြီးဝယ်ယူမယ်ဆိုရင်မတော်နစ်ခင်ဆိုင်ရချစ်သူမိတ်ဆွေတွေကိုဈေးပိုလျှော့ပေးတော့အောင်ပါပါ။